ွားရေးမြေရာတဲ့အချိန်တွေနဲ့ကြုံလာတဲ့အခါရွှေဟာရင်းနှီးမြုပ်နှံသူတွေအတွက်ထုံးစံအတိုင်းဘေးကင်းလုံခြုံရာပစ္စည်းတစ်ခုဖြစ်လာပြီးဗုဒ္ဓဘုနေ့ကရွှေစည်းဟာစံချိန်တင်အမြင့်ဆုံးကိုရောက်ရှိသွားပါတယ်။တောင်ဆောက်ကိုဒေါ်လာ၄၀၀၀ကိုပထမဆုံးချိန်ကျော်တက်သွားခဲ့ပြီးဒီနှစ်ထဲမှာရွှေစည်း90ရာခိုင်နှုန်းကျော်မြင့်တက်သွားတာပါ။တုံးတက်သူတွေကတော့ဒီလိုဖြစ်ရတာဟာအမေရိကန်အစိုးရလုပ်ငန်းရပ်ဆိုင်မှုကမ္ဘာတဝန်းနိုင်ငံကြီးနဲ့စီးပွားရေးမြေရာမှုတွေနဲ့ အမေရိကန်ဗဟိုဘဏ်ကအတိုးနှုန်းတွေထက်လျှော့အောင်မယ်ဆိုတဲ့မှန်းဆချက်တွေကြောင့်လို့ဆိုပါတယ်။စီးပွားရေးပညာရှင်ဒန်နီယယ်အော်မန်ကတော့နောက်ထပ်လာမယ့်စီးပွားရေးလှုပ်ခတ်မှုတွေအတွက်ယင်းနှိမ့်ညံ့တူတွေပြင်ဆင်နေကြတာကြောင့်ဒီလောက်ဈေးတက်လာနေတာဖြစ်တယ်လို့ဆိုပါတယ်။ရွှေစည်းတက်နေရတာကယင်းဤမြုံနံသူတွေကငွေကြေးဖောက်ပွားမှုကိုကာကွယ်ဖို့ပါပဲကမ္ဘာစီးပွားရေးအင်အားကြီးနိုင်ငံတွေမှာအကျွေးတွေကြီးတထက်ကြီးလာတာကိုစိုးရိမ်နေကြပြီးအဲ့ဒီငွေကြေးတွေရဲ့တန်ဖိုးကျနိုင်ခြေကိုတွေ့မြင်နေကြပါတယ် အစိုးရလုပ်ငန်းတွေရပ်ဆိုင်းမှုဟာတကယ်တမ်းမှာအမေရိကန်ပြည်ထောင်စုနဲ့ကမ္ဘာတဝှမ်းမှာဗန်နာရေးပြဿနာတွေရဲ့ရောဂါလက္ခဏာတစ်ခုပါပဲဒီအကျိုးတွေကိုရေရှည်မခံနိုင်တော့ပဲငွေတန်မှုလျှော့ချတာကိုမလုပ်ဘူးဆိုရင်အခွန်တွေတိုးကောက်တာဒါမှမဟုတ်အတုံးစိတ်တွေဖြတ်တောက်တာလုပ်ဖို့လိုပါတယ်ပြင်သစ်နဲ့ဂျပန်ပါဝင်တခြားနိုင်ငံတွေရဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကလည်းရှေးဝဲလိုအောက်ကိုတိုးစေပါတယ်လျှော့ချလာတဲ့အမေရိကန်အတုံးနှုံးတွေက ဘုန်းလိုမျိုးတခြားပိုင်းဆိုင်မှုတွေအပေါ်ဆွဲဆောင်မှုအားနည်းသွားပြီးရွှေကိုပိုဝယ်လာနိုင်ပါတယ်။အခုလိုတွေဖြစ်လာတော့လာမယ့်6လအတွင်းမှာရွှေဈေးဒေါ်လာ4200နဲ့4500စသဖြင့်တက်လာမယ်လို့ကျွန်တော်ထင်ပါတယ်လို့ West Point Go ရဲ့အမှုဆောင်ရာရှိချုပ် Quentin Mine ကပြောပါတယ်။တစ်ချိန်တည်းမှာပဲတခြားတန်မိုးကြီးတက်ထုတွေရဲ့ဈေးတွေလည်းညှင့်တက်နေပြီးငွေနဲ့ platinum နှစ်ခုစလုံးဟာဒီနှစ်မှာအကောင်းတဲ့တက်ထုပစ္စည်းတွေဖြစ်နေပါရဲ့ရှင်။